sequence of things ဆိုတာအပြည့်ရဲ့အကျိုးဆက်ဘယ်အရာမဆိုတခုခုပြောတာလောက်တာအဲ့ဒီအနောက်မှာအကျိုးဆက်ရှိတယ်ဆိုတော့စူးစမ်းခြင်းမှာလည်းစူးစမ်းခြင်းရဲ့အကျိုးဆက်ရှိတယ်မာရင်ခြင်းပဲဖြစ်ဖြစ်မှန်ကန်ခြင်းပဲဖြစ်ဖြစ်ဟဲ့လားအဲ့ဒီအနောက်မှာမလိုက်လေအကျိုးဆက်လိုက်စကားတစ်ခုပြောမယ် ကိုပြောတဲ့စကားသူတို့ဘာကိုပျော်ရှင်သွားစေနိုင်လဲသူတို့ဘာကိုဝမ်းနည်းသွားစေနိုင်သူတို့ဘာကိုကြည်ခွဲသွားစေနိုင်လဲအဆက်ရသွားစေနိုင်သူတို့ဘာကြည်မှုသွားစေနိုင်လဲသူတို့ဘာခွန်အားဖြစ်သွားစေနိုင်လဲမင်းရဲ့စကားတစ်ခုကအဲ့ဒီလူတစ်ဘဝလုံးတကယ်ပဲရှင်သန်သွားစေနိုင်ဆိုတစ်ဘဝလုံးတည်လဲတည်သွားစေနိုင် consequence of what ပေါ့နော်စကလုံးရဲ့အကျိုးဆက်ရှာရဲ့အကျိုးဆက်ပြောဖို့ဆိုဖို့လုပ်ဖို့ကံကြောင်ဟာသူတို့ဘာလို့မထိခိုက်ဘူးဆိုရင်အဲ့တော့ကျန်းစာမှာစိုးရုပ်တယ်ဆိုတဲ့စကလုံးရှိစိုးတယ်ဆိုတာကကို့အကျိုးကိုကိုဖြတ်ရုပ်တယ်ဆိုတာကအเจ้าမရှိအကျိုးမရှိပါဘဲနဲ့သူတို့ဘာရဲ့အကျိုးကိုဖြတ်တာကိုဆိုတယ် စကားနဲ့ဖြတ်လို့ရတရားနဲ့ဖြတ်လို့ရဒါနဲ့ထိုးမှသိတာမဟုတ်ဘူးစကားနဲ့ထိုးတဲ့သိအဖြစ်တရားရဲ့အခအဖြစ်တရားရဲ့အကျိုးဆက်အခရှိတယ်လေအဲ့ဒါပါလဲဆိုရင်ရက်လက်အခကိုပြောတာကျွန်တော်တို့အဲ့ဒီအခထဲမှာဝေ3000ဆိုတာအမောက်ပမာဏများတယ်သူဟာဖြစ်နိုင်တဲ့ လုံးပဲဆိုလုံးလို့ရတဲ့ပမာဏဟုတ်အဖြစ်တရားတဲ့အခါက3000အဖြစ်တရားတဲ့အခါက1250အဲ့ဒီအခါကြီးဆိုရင်လုံးဝမဖြစ်နိုင်တဲ့အခါမျိုးမဟုတ်ဘူးကိုမတက်နိုင်တဲ့အခါမျိုးဟုတ်ကောင်းဟုတ်နိုင်တယ်မဖြစ်နိုင်တဲ့အခါမျိုးမဟုတ်ဘူးပြောချင်တာလူလူချင်းဆက်ပြီးလို့ရအဲ့တော့အဖြစ်တရားမှာပါရှိတယ်ဆိုရင်အကျိုးဆက်ရှိဘာပဲလုပ်လို့ပါရှိတယ်အကျိုးဆက်ရှိပြောတဲ့စကားလုတ်တဲ့လုတ်လှမ်းတဲ့ချိန်လမ်းအားလုံးအကျိုးဆက်ရှိအဖြစ်တရားကိုပြောပြီးအဖြစ်တရားမှာ consequence ရှိတဲ့အခါရှိအဲ့ဒါကတော့ဘာလဲဆိုလို့ရှိရင်လုံတက်နိုင်တဲ့အခါမျိုးဟုတ်ဘူး ထောင်ထဲနဲ့90လို့ရှိရင်ထောင်ထဲမှာ90သွားနေလို့ရတယ်။ကျမရဲ့ကောင်းရင်90ပြည့်ပြန်လွတ်လာ။ဒီပုံထိုင်နိုင်ကိုယ့်ရဲ့ဆွေမျိုးကိုယ့်ရဲ့ဘိုးကြီးပေါင်းတဲ့မှာစကိုယ့်ရဲ့သနားတဲ့ဘော်ဝင်ပြီးဆက်ပေးလို့ရတယ်။အဲ့ဒီဟာတွေကိုတိမ်တယ်လည်းမဟုတ်ဝင်တယ်လည်းမဟုတ်ထောင်တယ်လည်းမဟုတ်။သူကပြည်ရဲ့ခါတော့ပါလေ။ဒီဒီဒီ